အစ္စရေးနဲ့အီရန်ကြားကလက်နက်ကင်ပဋိပက္ခဟာဖြစ်လာနိုင်ခြေရှိတဲ့သဘောတရားပိုင်းဆိုင်ရာပဋိပက္ခတစ်ခုမဟုတ်တော့ပါဘူးကိုယ်တလေချင်းထိတွေ့မှုတွေဒါမှမဟုတ်ဒုံးကျင်တဲ့ဒရုန်းတိုက်ခိုက်မှုတွေလိုမျိုးကာလတွေကုန်ဆုံးသွားပါပြီအစ္စရေးရဲ့ Operation Rising Lion အပြီးမှာဒီနိုင်ငံတစ်ခုဟာအရှေ့လေပိုင်းကိုမငြိမ်မသက်ဖြစ်စေတဲ့အပြည့်အဝတိုက်ခိုက်မှုကြီးတစ်ခုတည်းကိုရောက်ရှိနေပါပြီလူတိုင်းရဲ့စိတ်ထဲမှာရှိတဲ့မေကွန်းကတော့ရိုးရှင်ပါတယ်ဘယ်သူနိုင်မလဲဒါဟာအသေးစိတ်စည်ရေးပြိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး အီရန်နဲ့အစ္စရေးတို့ရဲ့စစ်ရေးစွမ်းရည်တွေကိုဘလို့နှိုင်းရှင်ထားလဲဆိုတာကိုစစ်ရေးပြောက်ကကနေလေ့လာကြည့်ရမှာပါ Global Firepower GFP အဖွဲ့အစည်းရဲ့အဆိုအရအီရန်ဟာလူဦးရေနဲ့စစ်မှုထမ်းနိုင်တဲ့အင်အားပိုင်းမှာအစ္စရေးထက်အများကြီးအသာကြီးရပါတယ်အီရန်မှာလူဦးရေတန်း60ခန့်ရှိပြီးအစ္စရေးရဲ့9.5တန်းထက်10သနီးပါးပိုများပါတယ်ဒါကအီရန်ကိုကြီးမားတဲ့လူဝင်အားအားသာချက်ကိုပေးပါတယ်လက်ရှိအီရန်ရဲ့တက်ကြွတသား6သိန်း1000 အရန်3သိန်းခွင့်နဲ့လက်နက်ကင်တပ်ဖွဲ့ဝင်2သိန်း2000ရှိပါတယ်။ Israel မှာတော့တက်ကြွတသား3သိန်း9000လက်နက်ကင်တပ်ဖွဲ့ဝင်3000ခွင့်နဲ့အရန်3သိန်း15000တာရှိပါတယ်။ဒီရေအတွက်တွေရမြေပြင်စစ်ပွဲဆိုရင်အီရန်ကအသာစီးရမှာပါ။ဒါပေမဲ့လက်ရှိပြည်ပခါကမြေပြင်တိုက်ပွဲမဟုတ်ဘဲနီးပညာကအဓိကကြတဲ့လေကြောင်းတိုက်ပွဲဖြစ်ပါတယ်။လေကြောင်းကဝေးမှာအီရန်က Israel ထက်အများကြီးနောက်ကျကြံနေပါတယ်။အီရန်ရဲ့စစ်ပတ်သုံးပစ္စည်းအများစုဟာ ရုရှားနဲ့အမေရိကန်စီကဝယ်ယူထားတဲ့ဆိုဗီယက်ခစ်နဲ့ဟောင်းတွေဖြစ်ပြီးအရေးအတွေးထက်အရေးအတွက်ကိုဦးစားပေးတဲ့နည်းပြဟာကိုကျင့်သုံးပါတယ်။ဥပမာရုရှားလို S300 စနစ်တွေဟာခေဟောင်းတွေဖြစ်ပြီး Mazda နဲ့ CH1 လို့ပြည်ရင်းဖြစ်စနစ်တွေဟာလည်းတခြားစနစ်တွေကိုကူးချထားတာဖြစ်ပါတယ်။ဒါပေမဲ့ Israel ကတော့ခင်မီအလွှာလိုက်စီစဉ်ထားပြီးအလွန်ထိရောက်တဲ့လေကြောင်းကောက်ကရေးစနစ်တွေတည်ဆောက်ထားပါတယ်။အဓိကအဖြစ် Aero, Davis Lane, Iron Dome တို့ပါဝင်ပြီး တခုချင်းစီမှာတီးခြားရည်ရွယ်ချက်တွေရှိပါတယ်။ Iron Dome နဲ့ Aero တို့ရဲ့အောင်မြင်မှုဟာ90ရာခိုင်နှုန်းလောက်ရှိတယ်လို့ယုံကြည်ရပါတယ်။ဒီလိုနီးပညာတာလုံမှုကြောင့်မြင့်တက်လာသောခြင်သိစစ်စင်ရေးမှာ Israel ဟာ48နာရီအတွင်းအီရန်ကောင်းကင်ယံကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ Israel ကတော့တခြားပုံစံမှာ Operation Rising Lion ကအီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေဟာခိမီတိုက်လေယာဉ်တွေရဲ့တိုက်ခိုက်မှုကိုမခံနိုင်ဘူးဆိုတာသက်သေပြခဲ့ပါတယ်။ ဒါတွေဟာဖြက်စီးရေးလှုပ်ဆောင်မှုတွေကိုတော့မခံနိုင်ပါဘူး Times of Israel သတင်းစာက Israel Mossad ထောက်လှမ်ရေးအေဂျင့်တွေက Operation Rising Lion မစခင် Iran ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကို ဖြက်စီးရေးစစ်ဆင်ရေးတွေအများပြားလှုပ်ဆောင်ခဲ့ပြီးဒါတွေဟာတကယ်ကိုအသုံးမဝင်တော့သလိုဖြစ်သွားခဲ့ပြီးအဲ့ဒီစနစ်တွေဘလောက်အားနည်းချက်ရှိလဲဆိုတာကိုပြသခဲ့တယ်လို့ဖော်ပြခဲ့ပါတယ် Mossad ရဲ့ထောက်လှမ်ရေးဒါရိုက်တာဟောင်း Zohar Baldi က Sky News မှာ Yalda Hagen နဲ့အင်တာဗျူးမှာ ။အစ္စရေးအနေနဲ့အီရန်ကောင်းကင်ယံကိုလုံးဝထိန်းချုပ်နိုင်ဖို့36နာရီကနေ48နာရီအထိကြာခဲ့တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါဗျ။ကျွန်တော်တို့ကဒါထက်အများကြီးပိုခက်ခဲလိမ့်မယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုမြန်ဆန်ခဲ့တယ်လို့သူကပြောခဲ့ပါဗျ။ဒါရီဟာကောင်းမွန်တဲ့လေကြောင်းကာကွယ်ရေးနည်းပညာရှိတဲ့နိုင်ငံရဲ့လက္ခဏာတွေမဟုတ်ပါဘူး။အစ္စရေးကတော့ဤပညာတိုက်ပွဲရဲ့ဒီအပိုင်းမှာအများကြီးအသာစီးရနေပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာ အီရန်ရဲ့ပုံစံမျိုးစုံကိုစုပေါင်းထားတဲ့နီလန်ထက်အများကြီးပိုထိရောက်တဲ့အင်အားစုတွေကိုပေါင်းစပ်ထားတဲ့အဆင့်မြင့်လေကြောင်းကာကွယ်ရေးစနစ်တွေကိုဖော်ထုတ်ထားလို့ပါ။အစ္စရေးရဲ့အဓိကလေကြောင်းကာကွယ်ရေးဗျူဟာကစနစ်၃မျိုးပေါင်းစပ်ထားတာပါ။အဲ့ဒါတွေကတော့ Aero, Davis Link နဲ့ Iron Dome တို့ဖြစ်ပါတယ်။တခုချင်းစီမှာတီးခြားယူရချက်ရှိပါတယ်။ Aero စနစ်ကဝင်လာတဲ့လေကြောင်းရန်သူတွေကိုမိုင်၁၅၀၀နီးပါးအကွာအဝေးကနေကြားဖြတ်ဖြတ်စည်းနိုင်စွမ်းရှိပြီး ပယ်ထိန်တုံးကြီးတွေကိုကင်တွယ်ဖြည့်ရှင်းဖို့အစ္စရေးရဲ့အဓိကစနစ်ဖြစ်ပါတယ်။ဒေးဗစ်စလင်ကတော့186မိုင်အကွာအဝေးထိရှိပြီးအလဲလက်အကွာအဝေးရန်သူတွေအတွက်အကောင်းဆုံးပါ။အိုင်ရွန်ဒုံကတော့43.5မိုင်အကွာအဝေးထိပြစ်မှတ်တွေကိုဖျက်ဆီးနိုင်ပြီးဒရုန်းတွေနဲ့ပထမဆုံးအလွှာနှစ်ခုကိုဖျက်ကျော်လာတဲ့ဒုံးကြီးတွေအတွက်အကောင်းဆုံးပါပဲ။ဒီစနစ်သုံးမျိုးပြင်အစ္စရေးဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလကအမေရိကန်စီကနေရရှိခဲ့တဲ့ Terminal High Altitude Area Defense THAAD ဘက်ထရီကိုလည်းပိုင်ဆိုင်ထားပါတယ်။ဒီ THAAD ဘက်ထရီက Davis Lane နဲ့ Iron Dome ကြားမှာရှိပြီး124မိုင်လောက်အထိအကွာအဝေးရှိပါတယ်။ဒါအပြင် နောက်ထပ်များစွာလည်းရောက်ရှိလာပါဦးမယ်။ Israel ဟာ Iron Beam လို့အမည်ပေးထားတဲ့လေဆာလေကြောင်းရန်ကာဝေးရေးလက်နက်ကိုစမ်းသပ်အောင်မြင်ထားပြီးဒါဟာအကွာအဝေးနည်းနည်းကလေကြောင်းပစ်မှတ်အမျိုးမျိုးကိုတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဒီမှာမြင်တွေ့ရတဲ့အရာတွေကအီရန်ရဲ့လေကြောင်းကာဝေးရေးနည်းလမ်းနဲ့အများကြီးကွာခြားပါတယ်။ ်အစ္စရေးစနစ်တွေကခင်မီအလွှာလိုက်စီစဉ်ထားပြီးအလွန်အမင်းထိရောက်ပါတယ်။ဒီနေရာမှာပဲအစ္စရေးရဲ့ပိုသေးငယ်တဲ့အရွယ်အစားမြေပြင်စစ်ပွဲမှာအားနည်းချက်ဖြစ်နိုင်ပေမဲ့ဒီဟာဟာကြီးမားတဲ့အားသာချက်အဖြစ်ပြောင်းလဲသွားပါတယ်။အီရန်မှာလေကြောင်းကာဝေးရေးစနစ်တွေနဲ့ကာဝေးဖို့နည်းမြေအများကြီးရှိပုံရှိပေမဲ့အစ္စရေးမှာတော့နည်းမြေအများကြီးနည်းပါတာကြောင့်အီရန်ရဲ့ဒုံးကျည်နဲ့ဒရုန်းများစုကိုကောင်းငင်ရံကနေပစ်ချဖို့အတွက်အာယုံစူးစိုက်တဲ့နည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ အစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကတရားရာဂိုင်လုံးထိရောက်တာမျိုးမရှိနိုင်ပါဘူး။ဘာမှလည်းတကယ်မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ Aero နဲ့ Iron Dome နှစ်ခုစလုံးဟာ60ရာဂိုင်လုံးလောက်အောင်မြင်မှုနှုန်းရှိတယ်လို့ယုံကြည်ရပြီးဒါဟာလေကြောင်းတိုက်ပွဲမှာကြီးမားတဲ့အောင်မြင်မှုနှုန်းပါ။ဒုံးကြီးတွေနဲ့ drone တွေဟာနည်းပညာကအီရန်နဲ့အစ္စရေးတိုက်ပွဲမှာကြီးမားတဲ့တက်ရောက်မှုရှိမဲ့နောက်ထပ်နယ်ပယ်တစ်ခုပါ။ဒုံးကြီးတွေနဲ့ပတ်သက်ပြီးအီရန်ကထပ်ပြီးအရေးအသွေးထက်အရေးအတွက်ကိုပါဦးစားပေးတဲ့နည်းပြဟာကိုအကျင့်သုံးပါတယ်။ Sky News မှာပါမောက်ခ Michael Clark ကဣသရေလအနေနဲ့အီရန်ဟာတလကိုဒုံးကျည်အစ်300လောက်တိဆောက်နေတယ်လို့ယုံကြည်တယ်လို့ပြောပါတယ်။လက်ရှိခံမှန်းချက်တွေအရအီရန်မှာဒုံးကျည်2000ကနေ3000ကြားရှိနေပြီးဒီပမာဏကိုဣသရေလရဲ့ချိန်ချမှုကိုတံပြန်ဖို့အတွက်ပဲတိဆောက်ထားတာလို့လည်းသူကထောက်ပြပါတယ်။ဒီဒုံးကျည်တွေရဲ့အရေးအတွက်အများပြရှိခြင်းမှာရည်ရွယ်ချက်တစ်ခုရှိပါတယ်။အီရန်ကအရေးအတွက်အများပြနဲ့ဣသရေလရဲ့ပုံမှန်ခင့်မိတဲ့၄ချောင်းကာဝေးစနစ်တွေကိုဝင်ပြီးစေဖို့မျှော်လင့်နေတာပါ။ Iron Dome နဲ့ Israel ရဲ့တခြားကာဝေးရေးစနစ်တွေဘလောက်ပဲထိရောက်ပါစေသူတို့မှာကိုပိုင်ဒုံးကြီးတွေလိုအပ်ပါတယ်ဒီဒုံးကြီးတွေကအရေအတွက်အကန့်အသတ်ရှိတယ်လို့ဈေးလဲကြီးပါတယ်အီရန်ကအရေအတွက်အများပြားကိုအသုံးပြုပြီး Israel ရဲ့လေကြောင်းကာဝေးရေးဒုံးကြီးတိုးလောင်မှုတွေကိုတဖြည်းဖြည်းလျှော့ချပစ်ပြီးနောက်ဆုံးမှာတော့တိုက်ခိုက်မှုအတွက်နိုင်ငံကိုပွင့်လင်းစေဖို့မျှော်လင့်နေပုံပါပဲအီရန်မှာအဆင့်မြင့်ဒုံးကြီးတချို့လည်းရှိပုံရပါတယ် AP News ရဲ့စီရင်ခံစာအရ အမည်မဖော်လိုတဲ့ Israel စစ်ဘက်အရာရှိတအူးကဇွန်လ19ရက်နေ့မှာ Iran ဟာ Operation Rising Lion ကိုတုံ့ပြန်မှာပထမဆုံးအကြိမ်ဖြစ် Multi Warhead ဒုံးကျည်ပါတဲ့ဒုံးကျည်တလုံးကို Israel ကိုပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။ဒီဒုံးကျည်ဟာ Koran Shah ဖြစ်နိုင်ပြီး Iran က2018ခုနှစ်မှာပထမဆုံးစတင်ခဲ့တယ်လို့ပြောပါတယ်။ Israel ကဒုံးကျည်ပိုင်းမှာလုံးဝကာဝယ်မဲ့နေတာမျိုးမဟုတ်ပါဘူး။သူတို့ရဲ့လေတောင်းကာကွယ်ရေးစနစ်တွေမှာအသုံးပြုတဲ့အဆင့်မြင့်ဒုံးကျည်တွေပြင် အီရန်ကိုတိုက်ခိုက်ဖို့အတွက်အသုံးပြုနိုင်တဲ့ဒုံးကျည်အမျိုးအစားများစွာရှိပါတယ်။ပင်လယ်ပြင်ကနေပြစ်ခတ်နိုင်တဲ့ဟာပွန်းဒုံးကျည်တွေဟာအီရန်နဲ့အစ္စရေးကပြိပခတ်မှာရေတပ်ပါဝင်လာခဲ့ရင်အသုံးဝင်မှာပါ။ဒါပေမဲ့အစ္စရေးရဲ့ဂျေရီချိုဒုံးကျည်တွေမှာတော့အီရန်အတွက်အကြီးမားဆုံးချိန်ချောက်မှုဖြစ်ပြီးမြေပြင်ကနေပြစ်လွတ်တဲ့အမြင်အရဖြစ်ပါတယ်။ဂျေရီချို2နဲ့ဂျေရီချို3နှစ်ခုစလုံးဟာနျူကလ িয়ার စွမ်းရည်ရှိတယ်လို့ယုံကြည်ရပြီးကြီးမားတဲ့အကွာအဝေးတွေရှိပါတယ်။ဂျေရီချို2က 932မိုင်အကွာအဝေးထိပစ်မှတ်တွေကိုထိမှန်နိုင်ပြီးဒါဟာအီရန်ကိုထိမှန်နိုင်လောက်တဲ့အကွာအဝေးတစ်ခုပါ2011ခုနှစ်ကလေးကအသုံးပြုနေတဲ့ Jericho 3ကတော့2982မိုင်ကနေ4038မိုင်အထိအကွာအဝေးရှိနိုင်ပါတယ်နောက်ခုစလုံးဟာတကယ် MIRV ဒုံးကျည်တွေလို့လည်းယုံကြည်ရပါတယ်အီရန်အနေနဲ့ဒါတွေကိုစိုးရိမ်ရမှာပါဘာလို့လဲဆိုတော့ Israel ကသူ့ရဲ့လေတောင်းကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးပြီးသားဖြစ်တာကြောင့် Israel ကဒါတွေကိုအသုံးပြုဖို့ရွေးချယ်ခဲ့ရင် အီရန်အနေနဲ့ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အများကြီးလှုံ့ဆော်နိုင်မှာမဟုတ်ပါဘူး။အီရန်မှာဤပညာရအားသာချက်ရှိနိုင်တဲ့နယ်ပယ်တစ်ခုကတော့ drone တွေမှာပါ။ Israel မှာ drone တွေရှိပေမဲ့ပြဿနာကတော့တိုက်ပွဲတဲ့ drone တွေကိုပါဝင်စေဖို့စိတ်ဝင်စားသည်ဖြစ်စေမဝင်စားသည်ဖြစ်စေသူတို့မှာအများကြီးမရှိဘူးဆိုတာပါပဲ။ Statista ရဲ့2024ခုနှစ်နိုဝင်ဘာလခန့်မှန်းချက်အရ Israel ကာကွယ်ရေးတပ်ဖွဲ့ IDF မှာစစ်ပတ်သုံး drone 1135သည်ရှိပြီး ဒါတွေကိုထောက်လဲရေးနဲ့တိုက်ခိုက်ရေးစစ်ဆင်ရေးတွေအတွက်အသုံးပြုပါတယ်။အီရန်မှာတော့အများကြီးပုံများပါတယ်။ဒီကိစ္စမှာတော့အီရန်ရဲ့အရေးသွေးထက်အရေးအတွက်ကိုဦးစားပေးတဲ့နီးပြူဟာကအတိတ်ပဲပိုရှိပါတယ်။အီရန်ရဲ့ drone ထုတ်လုပ်မှုမှာအရေးပါတဲ့ကတော့ရှာဟတ်နဲ့သူ့ရဲ့အမျိုးအစားကွဲတွေပါပဲ။နျူကလ িয়ার စန့်ကျင်ရေးအီရန်အဖွဲ့က CIA စစ်ဆင်ရေးအရာရှိဟောင်းဘာနာဟူစတန်ကပြောဆိုချက်ကိုကိုးကားပြီးအီရန်ဟာတလကိုရှာဟတ် drone 100လောက်ကို တစည်းကိုဒေါ်လာ2000လောက်နဲ့တိဆောက်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ဒါဟာ drone ရေတွက်အများကြီးပါ။တနည်းစာထုတ်လို့မှုက IDF ပိုင်ဆိုင်တဲ့ drone ရေတွက်ထက်ပိုများပါတယ်။အီရန်ရဲ့တူလောင်မှုတွေက Shahab drone ထောင်ပေါင်းများစွာရှိနေတယ်လို့ခန့်မှန်းရပါတယ်။အီရန်ဟာဒီ drone တွေကိုသူ့ရဲ့ဒုံးကြီးတွေနဲ့အတူ Israel ရဲ့လေတောင်းကာကွယ်ရေးတူလောင်မှုတွေကိုရှော့ချဖို့အတွက်အသုံးပြုနေပါတယ်။ Israel ကဒီ drone မကြီးမြတ်မှုကိုကောင်းကောင်းသိပါတယ်။ဒါကြောင့် nuclear ဆက်ရုံတွေကိုဖျက်ဆီးတာနဲ့ အီရန်ရဲ့အဓိကစစ်ဘက်ဝင်နှန်းတွေကိုတပ်ဖြတ်တာတွေက Operation Rising Lion ရဲ့တခုတည်းသောညီမှန်းချက်တွေမဟုတ်ပါဘူး Jerusalem Post သတင်းစာရဲ့ဇွန်လ15ရက်နေ့ဖော်ပြချက်အရ Israel ဟာအီရန်ရဲ့လက်နက်ထုတ်လုပ်ရေးစက်ရုံတွေကိုလည်းပိတ်မှတ်ထားခဲ့ပါတယ်အီရန်ရဲ့ drone တွေထုတ်လုပ်နေတဲ့စက်ရုံတွေဟာအဓိကပိတ်မှတ်တွေဖြစ်ဖို့များပါတယ်အခုချိန်မှာအီရန်က drone ပိုင်းမှာအသာစီးရနေပြီးဒုံးကျည်တွေမှာလည်းအသာစီးရနေတယ်လို့ပြောဆိုနိုင်ပေမဲ့သူ့ရဲ့အားနေတဲ့လေတောင်းကာကွယ်ရေးစနစ်တွေကပြဿနာတွေဖန်တီးနေပါတယ် ။အစ္စရေးကထုတ်လို့ရေးဆက်ယုံတွေကိုဆက်ပြီးအာယုံဆိုင်နေမယ်ဆိုရင်အီရန်ရဲ့တူလောင်မှုတွေက အခုရှိနေရတဲ့ဟာအစ္စရေးကိုတိုက်ခိုက်ဖို့အသုံးပြုနိုင်တဲ့အရာအလုံးဖြစ်သွားနိုင်ပါတယ်။နောက်ထပ်အနေနဲ့ Operation Rising Lion ကိုလှုပ်ဆောင်ရမှာအစ္စရေးအသုံးပြုခဲ့တဲ့ဤပညာတွေကတော့လေရင်တွေပါပဲ။အပေါ်ရန်ကြည့်ရင်အီရန်နဲ့အစ္စရေးလေတပ်တွေကြားမှာကြီးကြီးမားမားကွာခြားမှုမရှိပါဘူး။ GFP ရဲ့အဆိုအရအစ္စရေးကလေယာဉ်610စီးနဲ့တိုက်ပွဲဝင်ပြီးအီရန်မှာ950စီးရှိပါတယ်။ အီရန်မှာတိုက်လေရင်188စီးရှိပြီးတော့အစ္စရေးမှာတော့ပိုကောင်းတဲ့တိုက်လေရင်အစီး240ရှိပါတယ်။ဒါပေမဲ့အီရန်မှာဝေဟင်သေးယူပို့ဆောင်ရေးလေရင်84စီးပိုများပါတယ်။အစ္စရေးကတော့ဝေဟင်တင်ကားများတိုက်ခိုက်ရေးမျိုးစားများနဲ့ရဟတ်ညများပါဝင်တခြားကဏ္ဍအများစုမှာအသာစီးရပါတယ်။စာရွက်ပေါ်မှာကြည့်ရင်တော့အရေးအတွက်ကွာခြားချက်ကအစ္စရေးရဲ့လေတောင်းလွှမ်းမှုမှုကိုအာမခံနိုင်လောက်အောင်မကြီးမားပါဘူး။ဒါပေမဲ့ Mossack အကြီးအကဲဟောင်းရဲ့မှတ်ချက်ကိုပြန်သတိရပါ။ အစ္စရေးဟာ48နာရီတွင်အီရန်ကောင်းကင်ယံကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ဒါဟာအစ္စရေးအသုံးပြုနိုင်တဲ့လေယာဉ်တွေဟာအီရန်ရဲ့လက်နက်တိုက်ထဲမှာရှိတဲ့ဘဲအရာမစုထက်အများကြီးတာလွန်လာကြောင်းပါ။ Sky News ကပါမောက်ခကလပ်ကတိုက်လေယာဉ်တွေဟာအစ္စရေးရဲ့အကောင်းဆုံးလက်နက်ဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။ Raya United Service Institute ရဲ့အစီရင်ခံစာအရ Operation Lion Rising Lion ရဲ့ပထမဆုံး24နာရီတွင်အစ္စရေးဟာတိုက်ခိုက်ရေးလေယာဉ်200ကျော်ကိုအသုံးပြုခဲ့ပြီးအများစုကတိုက်လေယာဉ်တွေဖြစ်ပါတယ်။ အစ္စရေးမှာ F15, F16 နဲ့လျှို့ဝှက်စွမ်းရည်မြင်မာတဲ့ F35 တို့လို ခင်မီတိုက်လေယာဉ်တွေပိုင်ဆိုင်ထားပြီး F35 ဆိုရင်ရေဒါကာဝေးရေးစနစ်တွေကိုတော့ဖောက်ထွင်းဝင်ရောက်နိုင်ပါတယ်။ဒီလေယာဉ်တွေလိုဒီလေယာဉ်တွေဟာအီရန်လိုနိုင်ငံတနိုင်ငံကို cruise တုံးကြီးတိုက်ခိုက်မှုတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ဖို့အကောင်းဆုံးပါပဲ။အီရန်မှာတော့ဟောင်းနမ်ဘီခင်းနောက်ကျနေတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေသာရှိပါတယ်။ကလက်ကြီးရဲ့ပြောကြားချက်အရ ီရန်မှာဟောင်းနှံတဲ့ရုရှားဂျက်လေယာဉ်တွေသာရှိပြီး အချို့ကတော့ဆုံးရှုံးခဲ့ရပါတယ်။2024ခုနှစ်အောက်တိုဘာလ Times of Israel သတင်းစာရဲ့ဖော်ပြချက်အရအီရန်မှာ1980ပြည်လုံနှစ်တွေကထုတ်လုပ်ခဲ့တဲ့ F4, F5, SU24, F7, F14, MiG29 စတဲ့တိုက်လေယာဉ်အမျိုးမျိုးသာရှိပါတယ်။ဒီလေယာဉ်တွေဟာ F35 ရဲ့စွမ်းအားနဲ့လုံးဝမရှင်နိုင်ပါဘူး။သူတို့ရဲ့တပ်တန်းကြီးရဲ့မှုကြောင့်အီရန်အနေနဲ့ Operation Rising Lion မှာ ဣသရေအုံပြုခဲ့တဲ့လေချောင်းတိုက်ခိုက်မှုမျိုးကိုလှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ဣသရေရဲ့တာနုံကောင်းမှုနဲ့လေချောင်းကာဝေးရေးစနစ်တွေကဒီချက်လေရင်အများစုကိုအလွယ်တကူပြစ်ချနိုင်စွမ်းရှိပါတယ်။ဒါအပြင်ဣသရေမှာပုံမိုတာလုံနဲ့တိုက်လေရင်တွေကိုဆေလုပ်ပြီးအီရန်ကဝင်လာတဲ့ဘဲလေရင်ကိုမစိုးတံပြန်ဖို့ရွေးချယ်ဝင်လဲရှိပါတယ်။ဒီလေတပ်ရဲ့အားနည်းချက်ကြောင့်အီရန်ဟာသူ့ရဲ့ဒုံးကျည်နဲ့ဒရုန်းတူလောင်မှုတွေကိုအလေးထားအာရုံစိုက်လာခဲ့တာပါ။ဒီဒုံးကျည်တွေရဲ့အကွာအဝေးက အစ္စရေးနဲ့ဒေတာရင်းကအမေရိကန်စစ်ကမ်းရာပေါင်းများစွာကိုပိတ်မှတ်ထားနိုင်ပေမယ့်ဒါတွေဟာတိုက်လေရင်တွေသူတို့ချနိုင်တဲ့ဒုံးကြီးတွေနဲ့ဘုံတွေခင်မီလေးချောင်းကာဝယ်ရေးတွေပါဝင်တဲ့လေးချောင်းစစ်ပွဲတခုမှာတလန်းသွားနီးပြူဟာရဲ့လက္ခဏာရပ်တွေဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့အီရန်အစ္စရေးပဋိပက္ခကို나ယီအနှိုင်းငယ်အတွင်းအဆုံးသတ်နိုင်တဲ့လက်နက်တစ်မျိုးကတော့နျူကလ িয়ার လက်နက်တွေပါပဲ။အစ္စရေးဟာဒီစစ်စင်ရေးကိုအဓိကအဖြစ်အီရန်နျူကလ িয়ার လက်နက်မရရှိစေဖို့စတင်ခဲ့တာပါ။ ဒါပေမဲ့အစ္စရေးမှာကိုပိုင်နျူကလ িয়ার လက်နက်တိုက်ရှိနေတယ်ဆိုတာကိုတော့တရားဝင်အသိမှတ်ပြုခြင်းမရှိပါဘူး NDI ရဲ့ခံမှန်းချက်အရအစ္စရေးမှာနျူကလ িয়ার ထိပ်ဖူး60လောက်ရှိပြီးဂျီရီချိုဒုံးကြီးတွေနဲ့ဒေါ်ဖင်အမျိုးအစားရေငုပ်သင်္ဘောတွေကနေပစ်ခတ်နိုင်ပါတယ်အစ္စရေးမှာနျူကလ িয়ার ဘုံ300အထိတိစောက်နိုင်လောက်တဲ့ပစ္စည်းတွေရှိတယ်လို့လည်းယုံကြည်ရပါတယ်ဒါပေမဲ့ဒီအချက်လက်တွေကခံမှန်းချက်တွေသာဖြစ်ပြီးအစ္စရေးကသူ့ရဲ့နျူကလ িয়ার လက်နက်တိုက်ကိုလျှို့ဝှက်ထားပါတယ် အီရန်တပ်ကတော့နျူကလ িয়ার လက်နက်လိုချင်တာလျှို့ဝှက်ချက်မဟုတ်ပါဘူး။ဒါပေမဲ့အစ္စရေးနဲ့စစ်ပွဲရဲ့အခြေအနေမှာတော့သူတို့မှာအခုထိနျူကလ িয়ার လက်နက်မရှိသေးပါဘူး။အီရန်ဟာလျှို့ဝှက်စွာနျူကလ িয়ার လက်နက်တွေတိစောက်ဖို့ကြိုးစားခဲ့တဲ့ရာသွင်းရှိခဲ့ပြီးဒါဟာနိုင်ငံတကာကတိကဝတ်တွေကိုမကြာခဏချိုးဖောက်စေခဲ့ပါတယ်။အီရန်မှာယူရေနီယံကိုကြွယ်ဝအောင်လှုပ်ဆောင်ဖို့လိုအပ်တဲ့အသိပညာတွေနဲ့အခြေခံအဆောက်အအုံတွေရှိပေမဲ့နျူကလ িয়ার ထိပ်ဖူးတွေတော့မရှိသေးပါဘူး။ စစ်စင်ရေးအတွင်းမှာလည်းအီရန်ရဲ့အဓိကနျူကလ িয়ার နေရာများစွာနဲ့သိပ္ပံပညာရှင်အများအပြားကိုပိတ်မှတ်ထားခဲ့ပါတယ်။အစ္စရေးကအီရန်ကိုနျူကလ িয়ার ကစားပွဲတဲ့တကယ်မဝင်ခင်ကတည်းကဖယ်ရှားပစ်ဖို့ကြိုးစားနေပြီးအစ္စရေးတဦးတည်းကသာအရှိအလေပိုင်းမှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ်ထားရှိဖို့ရည်ရွယ်ပါတယ်။ခြုံပြောရရင်ဒီပဋိပက္ခဟာစစ်ပွဲကိုချင်းကပ်ပုံချင်းတိတိတတ်တာကွဲပြားတဲ့နိုင်ငံတစ်ခုကြားကတိုက်ပွဲတစ်ခုပါ။အီရန်ဟာမြေပြင်စစ်ပွဲအတွက်ကောင်းကောင်းပြင်ဆင်ထားပြီးစစ်ပွဲကိုဆွဲဆန့်တိုက်ခိုက်က အစ္စရေးကိုအားပြောင်းအောင်လှုပ်ဆောင်နိုင်ခြင်းရှိပါတယ်။ဒါပေမဲ့လက်ရှိအချိန်နေရာမြေပြင်တိုက်ပွဲကဖြစ်လာမှာမဟုတ်ပါဘူး။အစ္စရေးဟာအီရန်အားနည်းသွားပြီလို့တရားရဂိုင်းလုံးမယုံကြည်မချင်းမြေပြင်တပ်ဖွဲ့တွေကိုစေလွှတ်မှာမဟုတ်ပါဘူး။ဒီအစားဒီပဋိပက္ခဟာလေကြောင်းထဲမှာပဲဆက်တိုက်နေဦးမှာပါ။ဒီနယ်ပယ်မှာတော့အစ္စရေးရဲ့နည်းပညာကအီရန်ထက်အများကြီးတာလွန်နေပါတယ်။အီရန်မှာဒုံးကျည်တဲ့ drone လက်နက်တိုက်တွေလို့အရေအတွက်အားသာချက်ရှိတဲ့နယ်ပယ်တွေမှာတော့ အစ္စရေးကပုံမူတာလုံနဲ့လေတောင်းကာဝေးရေးစနစ်တွေနဲ့သူ့ရဲ့အင်အားကြီးတဲ့လေတက်နဲ့တန်ပြန်နိုင်စွမ်းရှိပါတယ်။ဒါဆိုရင်အစ္စရေးအနေနဲ့သူ့ရဲ့များပြားလာတဲ့နီးပညာအားသာချက်တွေကိုအသုံးချနိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါ။အစောပိုင်းလက္ခဏာတွေကအစ္စရေးအတွက်ကောင်းမွန်နေပုံရပါမယ်။တွားရမယ်လမ်းကရှီလျားနေစေပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။